အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာ ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်အနေနဲ့ Trend မြန်မာစွဲခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာပြတဲ့ခီးစဉ်တွေကိုပြန်လည်မျှဝေပေးနေတာဖြစ်ပါတယ်အခုဒီဖြတ်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့သွားလာရင်ရောက်ရှိတဲ့ data မှာတွေ့ရတဲ့အခြေအနေပြီးသွားရင်အာဒလီရုပ်အထုံနှန်းစသဖြင့်အဲ့ဒီလိုအကြောင်းအရာတွေကိုပြန်လည်မျှဝေတာဖြစ်ပါတယ်အခုဒီဟာကတော့မန်လေးမြို့ကြီးရဲ့ မြို့ပြဆန်လာတဲ့အရင်တော့ကမြင်ကွင်းနေနဲ့အခုငလင်အပီးတလကျော်ကြာမှတွေ့ရတဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေပေးနေတဲ့အစီအစဉ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ ုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဟာဟောပေါ့ရန်ကုန်မန္တလေးလမ်းပေါ်ကမြင်ကွင်းမှာကျွဲစေကံဘက်မှာတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဗျငလျေလုတ်ပြီးလို့အဲတလားချောအကြာမှာတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ညာဘက်ခြမ်းကတော့ကျွဲစေကံ1 2 3 4 5 6ခွန်စတဲ့လမ်းတွေရှိနေပါတယ်ဒါကတော့ရန်ကုန်မန္တလေးဝေးပြေးလမ်းဖြစ်ပါတယ်ဗျာ မန်လေးမြို့ရဲ့ဝင်တဲ့လမ်းမှာအခုနောက်ကင်ဆိုင်နံကကျွဲဆဲကန်လေးလမ်းထိပ်ပေါ့စင်ကောင်းစရာမြင်ကွင်းတွေဖြစ်ပါတယ်။အနိဋ္ဌယုံတွေပြန်လဲမျှဝေရခြင်းကကျွန်တော်တို့အတွက်လဲအာဘယ်လိုပြောရမလဲ မြဝီရပါမယ်စိတ်လက်ချမ်းသာဒါမျိုးတော့မဟုတ်ပါဘူးသို့တော်လည်းဒီလိုအခြေအနေတွေကိုတချို့သိရင်တွေ့ကျင်ကြတဲ့သူတွေရှိတယ်အချို့မန္လေးကနေအဝေးရောက်နေပြီးတော့မန္လေးမြို့ထိခိုက်သွားတဲ့ဆိုပေမဲ့ပင်နေရာတွေဘလို့ထိခိုက်လဲမြင်နိုင်သမျှလေးတော့မြင်နေတယ်ဆိုရက်လူတွေအတွက်ကျွန်တော်တို့ရောက်နိုင်တဲ့နေရာလေးတွေဘက်ကအရာတွေကိုမျှဝေတာဖြစ်ပါတယ်ကျွန်တော်တို့မျှဝေခြင်းကမန္လေးတမြို့လုံးရဲ့အခြေအနေကိုခြုံငုံမိခြင်းမှာခြုံငုံမိမှာဖြစ်ပေမဲ့လည်းကျွန်တော်တို့မြင်ရသမျှတော့ပြန်လဲမြင်ခွင့်ရအောင်မျှဝေပေးခြင်းသာဖြစ်ပါတယ်ဗျာ ဒီလိုမြင်ကွင်းတွေကိုကြည့်ပြီးတော့ကိုယ်တိုင်အိမ်ဆောက်ကြတဲ့သူတွေအနေနဲ့လည်းတကယ်ကိုစနစ်တကျတတိတဲ့ပညာရှင်တွေနဲ့ရည်သွေးမိတဲ့ပစ္စည်းတွေအသုံးပြုစောင့်နိုင်ကြစေဖို့ဒီလိုပဲခွင့်ပြုပေးတဲ့ပုံကိုယ်တွေအနေနဲ့လည်းစီကန်းစနစ်တကျနဲ့တကယ်ကိုပဲသမချက်နဲ့ညီမသာခွင့်ပြုနိုင်ကြစေဖို့ဒီမြင်ကွင်းလေးတွေကိုကြည်ရင်နဲ့မမေ့မလျော့ဖြစ်နိုင်စေဖို့ သတိပြုမိစေဖို့မျှဝေခြင်းသာဖြစ်ပါတယ်ဗျ။ဒီပဲ channel မှာတော့ထိခိုက်မှုတွေကအတော်လေးများတာကိုတွေ့ရပါတယ်ဗျ။သဆိုင်ရာဘာသာတရားဒီကိုမမေ့မလျော့အကျင့်ကြံအားထုတ်ကြရင်းနဲ့တစ်ဖက်မှာလည်းပဲတကယ်ကိုစနစ်တကျလုံခြုံစိတ်ချရတဲ့တည်ဆောက်မှုပုံစံအဖြစ်တွေရရှိနိုင်စေဖို့တတိရှိကြဖို့လိုပါတယ်ဗျာ ချို့သောပျက်စီးမှုတွေကတော့ဘလူးမောက်ကိုရှောင်လွှဲမရနိုင်တဲ့အခြေအနေမျိုးတွေကြောင့်ပျက်စီးရတာမျိုးဖြစ်တယ်လို့ချို့သောပျက်စီးမှုတွေကတော့တိဆောက်တဲ့နီးစနစ်အသုံးပြုတဲ့ပျက်စီးတွေရဲ့ရေသွေးနဲ့အခြေအနေပေါ်လဲမူတည်ပုံရတယ်လို့ကျွန်တော်တို့မြင်ပါတယ်။ဒါကျွန်တော်တို့လှမ်းတော့မမြင်လဲဟုတ်တာဟောပါလိ။ဥပွားကုန်းကြော်တရာဖြစ်မှထင်တယ်နော်။ ကျွန်တော်တို့အဲ့လိုထင်တယ်လှန်ဖက်တော့ကြည့်ပြီးမှမမြင်လိုက်ရအောင်။ဟောဒီနေရာမှာလည်းတခုကျွန်တော်တို့ဟိုရှိဗီဒီယိုဒီမှာပြောခဲ့သလိုပါပဲကျွန်တော်တို့ကမန္တလေးကိုတအားမကျွမ်းကျင်တဲ့အခါကျတော့ကျွန်တော်တို့အချို့ဟာလေးတွေကလမ်းဘေးဆိုင်ပုတ်တွေလှန်ဖက်မြေပုံလေးကြည့်ဒီလိုမျိုးသွားရပြောရတဲ့အခါကျတော့လေလိုအပ်ချက်တွေမှောင်ရမှုတွေရှိရင်လေခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်အကယ်လို့မှားယွင်းနေတာရှိရင်လေဝင်ရောက်ပြင်ဆင်ပေးနိုင်ပါတယ်ဗျ အခုဒါကကျွန်တော်တို့ဟိုဟာဖြစ်မှာပေါ့အဲကျွဲ့ဆက်ကန်ကနေပြီးတော့ကျွန်တော်တို့ဒီချမ်းမြသာစီဘက်ကြားတဲ့ရံမလီလမ်းပေါ်မှာတွေ့ရတဲ့မြင်ကွင်းนี่ဒီလိုမျိုးဖြစ်မှာပေါ့ ီလိုချင်းနေဒီကြားထဲမှာ ကိုရောစိတ်ပါပါဝင်လူတန်းကိုကြီးဆောင်ရွက်နေကြသူတွေကိုလည်းလေးစားစွာချီးကျူးဂုဏ်ပြုပါတယ်ဗျ။ဒီဝထမှုခက်ခဲဖြစ်နေတဲ့သူတွေအတွက်အိမ်ပြန်ဆောက်ပေးနေကြတာလေဖြူဖို့ဖြတ်ဖို့ခက်ခဲဖြစ်နေတဲ့သူတွေအတွက်ကူညီဖြတ်ပြုတ်ပေးနေကြတာလေလက်လွဆောင်ဝတ်နေရေးအတွက်တဆန်းသမျှကူညီဆောင်ရွက်ပေးနေကြသူတွေအားလုံးလဲစိတ်လက်ကျမ်းမှာကိုချမ်းသာဘေးပြာဝေးကွာပြီးတော့ကတ်သုံးပါ ရန်သူမျိုး၅ပါးဖိကကင်းဝေးနိုင်ကြပါသည်ဗျ။ န္တလေးမြို့ကြီးရောကျွန်တော်တို့မြန်မာနိုင်ငံတွေကအခြားမြို့တွေအပါအဝင်ဘယ်တနည်းအားမှမအခုလိုမျိုးဆိုးရတဲ့အဖြစ်မျိုးတွေနောက်ထပ်မကြုံစီဘူးလေဆူတောင်းပါတယ်ဗျာ ကျွန်တော်တို့အခုဒီရိုက်ကူးမှုတွေမှာကျွန်တော်တို့အာအဲ့ဒီကိုရောက်တော့အာနှစ်နေရာလောက်ခွဲပြီးတော့ကျွန်တော်တို့ရနိုင်သမျှလေးတွေကိုပြန်လည်မှတ်တမ်းတင်တာဖြစ်ပါတယ်ရနိုင်တဲ့အခြေရနိုင်တယ်လို့မှတ်တမ်းတင်ရတာဖြစ်တဲ့အတွက်အာရုပ်အခြေသွေးနဲ့ကြံတဲ့အခြေအနေတွေအားလုံးအတွက်စိတ်တိုင်းကြမဖြစ်ခဲ့ရင်လည်းတောင်းပန်ပါတယ်ဗျကြည်နေကြမိတ်ဆွေများကတော့သိမှာပါကျွန်တော်တို့ကသတင်းတက်ဆက်တာမျှဝေတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့သွားလာတဲ့ဒေတာတွေရောက်ရှိတဲ့နေရာတွေရဲ့အကြောင်းကိုသာ ပြန်လည်မျှဝေပေးနေကြတာဖြစ်ပါတယ်ဗျ။ ုလိုမျိုးဒီလိုဆိုင်ကယ်လမ်းတုတ်တုတ်လမ်းဟိုဟာအိုးဝေလမ်းတတ်မှတ်ပေးထားတာလေတကယ်တော့အရန်ကောင်းတယ်ဗျမြို့ကြီးတွေမှာအဲ့လိုမျိုးတတ်မှတ်ပေးနိုင်ရင်ဟိုဟာပေါ့အနေနဲ့လဲကင်းမယ်ခီးလဲတွင်မယ် ဒါလေးပြီးတော့ရင်တော့ကျွန်တော်တို့ဒီနောက်ဘက်မှာတော့လေအော်နေဒါဟိုဘက်ချက်ပြတာစီဘက်ရောက်လာပြီတင်တယ်ဈေးဆိုင်တိုက်ခန်းလေးတွေလားမိုင်းလည်းပြန်ပြောပြီးပါအောင်ဗျခလေးပြီးတော့ねကျွန်တော်တို့အဲ့ဒီနောက်ဘက်မှာကြတော့လေဟိုမန္တလေးရဲ့တကယ်အလှပတဲ့မြို့ပြမြင်ကွင်းလေးတွေကိုပြန်လည်မြှောက်ရထားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီမဖြစ်ခင်လပိုင်းကရောက်ခဲ့တဲ့မြင်ကွင်းတွေပါဒါကတော့ဒါကအခုဒါအခုလက်ရှိအခြေအနေပေါ့ ငွေလှပီးတလားကျော်အကြာဝင်းခြင်းကဒါကတော့ချမ်းမြသာစီဟိုပါ shop house တေးလို့ပြောမလားအဲဒီလူနေဆိုင်ခန်းလားအဲ့လိုမျိုးလေးတွေထင်နေတာတွေကလည်း ကကြတော့တရလေးလန်းတောင်းမှာတွေ့ရတဲ့မြင်ကွင်းပါဗျဒါကတော့လုံးဝပြိုကျသွားတာဖြစ်လိမ့်မယ်အခုတော့ဒါရှင်းနေနေတဲ့အခြေအနေဖြစ်ပါတယ်ဗျတာဂါဟာဗနာဟိုဒေနာတက်ဆန်လေးလန်းဟာဗနာဟိုဒေနဲ့ပတ်ဝန်းကျင်မြင်ကွင်းဗျ ထိခိုက်များပါတယ်ဒီဘက်ခြမ်းနေဒါဆိုလည်းကြည့်လူမျိုးစားလုံးလုံးဖြူချပြရမှာထင်တယ်ဗျ အခုဒါကတော့ကျွန်တော်တို့ဟိုပါပေါ့အာမန္တလေးစကိုင်းလန်းလို့ပြောမလားမန္တလေးရွှေဘိုလန်းလို့ပြောမလားအဲ့လမ်းပေါ်မှာတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဗျမန္တလေးကနေအမရမူပူရဘက်အသွာဒီဘက်မှာလည်းထိခိုက်မှုအတော်ကိုကြီးကြီးမားမားရှိပါတယ်ဗျအာအမရပူရထဲမှာလည်းတအားကိုပဲအာဘာသာရေးဆိုင်ရာအာကိုယ်ကမှုဆိုင်ရာအဲဖျားစီတီဖုန်တော်ကြီးအကြောင်းနေရှိဟောင်း တော်တော်များများအပြိုပြက်ရှိတယ်လို့သိရပါတယ်ကျွန်တော်တို့အဲ့ဘက်တော့မရောက်နိုင်တော့ဘူးဗျကျွန်တော်တို့ဒီအမရပူရအဝင်နာထိတော့ရောက်မှာโอเคဒါကတော့ကျွန်တော်တို့ဒီငလျင်မဖြစ်ခင်လာပိုင်းမှာကျွန်တော်တို့ရိုက်ထားခဲ့တဲ့မန္တလေးမြို့ရဲ့မြင်ကွင်းချုပ်ဖြစ်ပါတယ်လှပတဲ့မန္တလေးခန့်ထည်တဲ့မန္တလေး ဒါကတော့အင်္ဂလီယန်လှုပ်အပီးမှတွေ့ရတယ်မန္တလေးမြို့ရဲ့မြင်ကွင်းဖြစ်ပါတယ်ဗျ online ပေါ်ကနေရရှိတာဖြစ်ပါတယ်ဒီပုံတွေကတော့လေဟုတ်ပါတယ်ဒါကတော့တကယ်မန္တလေးပေါ့ကျွန်တော်တို့အင်္ဂလီယန်မလုပ်ခင်လာပိုင်းအလိုမှာမှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ် Skywalk Shopping Mall Diamond Plaza ါဒါကအဲ့ဒီဘက်ကနေပြီးတော့ကျွန်တော်တို့ဖူတာကြီးဘက်ကိုအသွားလမ်းမှာတကယ်မြို့ပြဆန်တဲ့လှပတဲ့မန္တလေးရဲ့အချိန်ကမြင်ကွင်းတွေဖြစ်ပါတယ်အခုလက်ရှိတော့ကျွန်တော်တို့အဲ့ဒီဘက်ကိုမြေအောင်နိုင်ခဲ့တဲ့အတွက်အဲ့ဒီဘက်မြင်ကွင်းတွေကိုတော့ပြန်လဲမျှဝေမပေးနိုင်တာထောက်မဲ့ပါတယ်ဗျတကယ်ကိုလှတဲ့နေရာတွေဗျာ ဒါကကြတော့ကျွန်တော်တို့ဟိုပါလေဘူတာအင်းနာပဲဘူတာအင်းနာကမြင်ကွင်းမြင်မြင်ခင်အဲ့နာဝင်းကျင်ကတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဗျဒါကဒီဘက်ချမ်းကနေပြီးတော့လှမ်းပြီးမြင်ရတဲ့နေရာဒီလိုပုံစံမျိုးသူ့မြင်ကွင်းတွေကလေဒီနားလေးလေစီကားတယ်လှပတယ်မင်းရောက်တဲ့လူတိုင်းတော်များများရောက်လို့ရှိတဲ့နေရာပေါ့ ါကတော့ကျွန်တော်တို့လမ်း130လမ်း130ဘောကမြင်ကွင်းနေဖြစ်ပါတယ်ဒါကလည်းငလင်းမလုတ်ခင် မလုတ်မီလာပိုင်းတွေကကျွန်တော်တို့မှတ်တမ်းတင်ထားခဲ့တဲ့မြင်ကွင်းနေဖြစ်ပါတယ်ဗျဒီဘက်ကကြတော့83လမ်းပေါ်ကမြင်ကွင်းတွေပါမန္တလေးမြို့ရဲ့အလှပဆုံးမြင်ကွင်းတွေတဲကတစ်ခုလည်းဖြစ်ပါတယ်ဒီနေရာတွေကလေ မင်္ဂလာမန္တလေးဟိုတယ်လို့ဘာလို့ရှိတယ်ဟိုးရှိမှာဒီနေရာလေးကတကယ်ကိုလှပတန်ရှင်တက်ရတဲ့မန္တလေးမြို့ရဲ့လမ်းတစ်ခုမြင်ကွင်းတစ်ခုဖြစ်ပါတယ်ဟိုရှန်လည်းရှိတယ်အဲဟိုရှိကမင်္ဂလာမန္တလေးဟိုတယ်မန္တလေးမြို့ရဲ့5 star အဆင့်ရှိတဲ့ဟိုတယ်တစ်ခုပေါ့အဲ့ဘချမ်းလေးကကျွန်တော်အခုတော့မရောက်ခဲ့ဘူးဗျာ ည်း62လမ်းပဲပဲထင်တယ်ဒါလည်းဒါလည်း62လမ်းပဲဖြစ်မယ် ဒါကတော့ကစားခွင့်ဟုတ်တယ်60လမ်းတော့အင်ဒိုကစားခွင့်လေဆဆန်လမ်းမမတွေ့ရတဲ့လင်းမလုံမီ လာပိုင်းလူကမတန်းတင်ထားခဲ့တဲ့မန်လေးရဲ့မြင်ကွင်းနေဖြစ်ပါလေဗျ ဒါကတော့ဆေးရုံတွေအများကြီးရှိတယ်လေမို့ဒီမှာဂရင်300တင်ကြားဆေးရုံရှိတယ်။တောဘက်ဆိုင်ရာဆေးတက်ကတူမန္တလေးရှိတယ်ပြီးတော့ဂရင်900ရိုးဆေးရုံရှိတယ်ပြီးတော့ကန်တော်နရီသွားဆေးရုံလာအဲ့လိုဟာမျိုးတွေလည်းရှိတဲ့နေရာပေါ့။ Head ED area လို့ပြောရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့မန္တလေးနဲ့ပတ်သက်လို့အခုဒါအာငလျင်မလုတ်ခင်လာပိုင်းလူကမြင်ကွင်းနေနဲ့ငငင်းလှုပ်ပြီးတလားကျော်အကြာကမြင်ကွင်းတွေကိုပြန်လဲမျှဝေပြီးတဲ့အစီအစဉ်ဖြစ်ပါလေဗျဒီအစီအစဉ်ကတော့ဒီမျှပဲဖြစ်ပါတယ် ခုလိုကျွန်တော်တို့မျှဝေကြည့်ပေးနေတာတွေကိုကြည့်ရှုပေးနေတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျ။လွယ်တာရှိရင်လည်းအကြံပြုနိုင်ပါတယ်ဗျ။